အလှကိုစီဆိုတဲ့ခေါင်းစဉ်ဖြင့်ကဗျာဆရာကြီးတင်မှုရဲ့ကဗျာတပုတ်ကိုမျှဝေပေးလိုက်ပါရစေအလှကိုစီတဲ့ဖိုးလာမင်းနဲ့သူ့အစင်းနဲ့အလင်းနဲ့မိရန်ရဲ့လေသူ့အရွယ်နဲ့အစွယ်နဲ့စွဲဖူးလေသူ့ကုံထူးနဲ့ငုံဖူးနဲ့ဘရဝါလေသူ့အခါနဲ့နတ်သားနဲ့မြစ်ပြင်နဲ့လေသူ့တိုင်းခွဲနဲ့လှရဲ့နဲ့ စံချောင်းတွေလည်းသူ့ချောင်းကြီးနဲ့လောင်းလေနေညီတိအရာမဆိုတာသည့်သူ့မှာကို့မှာအလှတာဒီသွားဝလျင်အလှကိုစီစွန့်ရီကိုငှလက်ဆောင်ငှဤအလှဝန်တူမညီညူနဲ့ဝန်တူမှုသာမလရရင် သူ့ကုံသူ့တိန်သူ့အရှိန်နဲ့အချင်းအခါနေရာဒေသဌာနအလျောက်အရေးရောက်သည် စွန်းနိုင်လောက်သူကြီးပါတကား